ဗဟိုအမျိုးသမီးစေယုံကြီးရန်ကုန်မှာလူနာတွေများပြားလာနေတဲ့အတွက်ကရင်တထောင်ဆက်အထိတိုးချဲ့သွားမှာဖြစ်ပါတယ်။ကျမရေးနဲ့အာကစားဝန်ကြီးဌာနအနေနဲ့ကရင်တထောင်ဆက်စေယုံအဖြစ်တိုးမြှင့်ဖို့ဆောင်ရွက်နေပါပြီလို့ဗဟိုအမျိုးသမီးစေယုံကြီးရန်ကုန်ကစေယုံအုပ်ကြီးဒေါက်တာတော်ပပကအခုလိုပြောပါတယ်။ကျမတို့စေယုံကတော့ဒီလူလူကြီးလူနာပေါ့နော်၊မွေးဖွားတဲ့လူနာတွေ၊မိရလူနာတွေနဲ့ကလေးကလေးတွေနဲ့ရောပြီးတော့ထားတဲ့စေယုံတွေ ါတယ်။ဒါကြောင့်မို့လို့ဆေးရုံကြီးရာကရင်ရှိရာဆန့်လို့ကျွန်တော်တို့ကဒုနာတထောင်ထားနေရတဲ့အတွက်လည်းအခုဆက်မှန်ပြီးတော့အဲအဲကျမရေဝင်ကြီးကျမရင်းနဲ့အားကစားမှုဌာနကနေပြီးတော့ဂရင်ထောင်တထောင်ထီထူးမြင့်မှုနဲ့ဒါဆောင်ရွက်နေပြီဖြစ်ပါတယ်။ယခုလက်ရှိအချိန်မှာတော့အဲလူနာများတဲ့အဆောင်တွေမှာလူနာတွေကိုဒီအဲသူတို့ရဲ့ဂရင်နေရာတွေအပြင်ပေါ့ဒီဂရင်ကြီးချထူရတာတွေနောက်ဝရန်တာမှာပေါ့နော်ဂရင်တွေထားရတာတွေနဲ့ဆောင်ရွက်နေရတာ လက်ရှိအချိန်လေးမှာတော့လူနာများတဲ့အဆောင်တွေမှာရှိပီးသားကရင်တွေကြောင့်ကရင်တွေထပ်ပြီးထိုးရတာတွေ ဝရဏာတွေမှာကရင်တွေထားပြီးကုသပေးနေရတာတွေဖြစ်နေတယ်လို့သိရပါဗျ။ဒီစေယုံကြီးဟာလက်ရှိမှာကရင်800ဆန်စေယုံတယုံဖြစ်ပြီးကရင်တထောင်တိုးချဲ့ဖို့စီမံချက်ကိုလွန်ခဲ့တဲ့နှစ်နှစ်ကျော်ကလေးကအစိုးရထံတင်ပြခဲ့တာပါလို့ဒေါက်တာတော်ပပကပြောပါဗျ။ကျမတို့အရင်ပေါ့လွန်ခဲ့တဲ့နှစ်ကျော်လောက်ကတော့ဒီကရင်တထောင်ထိုးမြှင့်မှုတွေစီမံချက်နဲ့တင်ထားခဲ့ပြီပါတယ်။ယခုလည်းဒါကိုပြန်လည်ပြီးတော့ဆက်လက်အသက်သွင်းပြီးတော့ဆောင်ရွက်မယ်လို့ဤထားပါတယ်။ ဘယ်တော့ဆောင်ရွက်လုပ်ပြီးမယ်ဆိုတော့အတိအကျမပြောနိုင်ဘူးဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဆေးရုံကြီးကဒါ infection control လို့ခေါ်တဲ့ဆေးရုံအတွင်းမှာတက်ရောက်ကူတာတဲ့လူနာတွေ ချင်းချင်းပေါ့နော်ယောဂကိုကုဆတ်မှုမရှိအောင်လို့ဒါညှော်နေကြဆင်းအောင်ဆောင်ရွက်နေတဲ့ဆေးရုံတွေဖြစ်ပါတယ်။ဒါကြောင့်မို့ကျမတို့ဆေးရုံမှာဆိုရင်ကျမတို့လူနာကရင်တွေတစ်ခုနဲ့တစ်ခုကြားမှာဟန်ဂျယ်လို့ခေါ်တဲ့ဟန်ဂျယ်လက်တုပ်လက်တုပ်ဆေးပုသက်ဆေးကြီးတွေပေါ့နော်အဲထားရှိပေးတာတွေလိုအပ်ပါတယ်။တခါနောက်တစ်ခုကကျမတို့ဆေးထုတ်အပ်တွေကိုစောင့်ပြစ်ဖို့အတွက်ကွန်တိန်နာပေါ့ရှပ်ကွန်တိန်နာကိုခေါ်ပါတယ်။အဲ့ဒါလေးတွေကိုလည်းကျမတို့ဒါလှူဒန်းပေးနိုင်မှာဆိုတော့ကျမတို့ကပြောတဲ့ infection control စီမံချက်အတွက်တော့အများကြီးအထောက်အကူဖြစ်ပါတယ်။ ဒါအပြင်လူနာချင်းချင်းယောဂါမကူဆက်ရအောင်ထိမ့်သိမ့်ကာကွယ်တဲ့အနေနဲ့လက်သန့်စင်စီဟန်ချယ်ရီနဲ့သုံးမိသားဆေးထုတ်အပ်တွေဆွန့်ဖြစ်ဖို့အတွက်ပစ္စည်းတွေလည်းလိုအပ်နေတယ်လို့သိရပါဗျ။